responsibility for relationship ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတာဝန်ယူခြင်းလူတယောက်ကတဲ့အာသာချက်တွေဘလောက်တိတိအားနည်းချက်တွေဘလောက်တိတိဘာတန်မိုးထားမှုတွေပဲဘလောက်ရှိရှိဘသူတွေကိုပဲအကျိုးပြုချင်ချင်တဲ့ဟိုဒီကောင်းစင်ပေါ့နော် responsibility for relationship ဆိုတာကိုမလုံနိုင်ဘူးဆိုရင်တဲ့အရှိမရဘူးအဲ့ငါတို့ကတဲ့ဘာဖြစ်လို့တဲ့ self management မှာပေါ့နော် ောင်းသိဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ကောင်းဖို့လိုအပ်တာလေတောင်းမယူဖို့လိုအပ်တာလေဆိုတဲ့အကြောင်းလေးอ่ะဒီစာအကြောင်းလေးကြောင့် most people work with others and are affected with other people လူတွေဟာလူတွေနဲ့အတူတူအလုံးလုံးရလို့လူတွေနဲ့အဆင်ပြေဖို့လိုတယ်လူတွေနဲ့လို့ပြောတာเนาะလူတိုင်းနဲ့လို့မပြောဘူးเนาะမတူเนาะ meaning ကမတူအဲ့ဒါနားလဲရဘွားခီးလန်တစ်ချောင်းမှာကိုအဆင်ပြေပြေရက်တည်နိုင်ဖို့အတွက် ကိုဘွားမှာအောင်မြင်မှုကြီးကြီးမားမားတွေရရှိဖို့အတွက်တဲ့မင်းဟာလူဘလောက်များများနဲ့ကောင်းမွန်တဲ့ relationship ကိုတိဆောက်ထားနိုင်လဲဆိုတဲ့အပေါ်မှာအများကြီးမူတည်ပါတယ်။အဲ့တော့စီးပွားရေးမှာအဆင်ပြေဖို့ဆိုရင်မင်း customer ရဲ့တက်ရမယ်ဟုတ်လား customer ရဲ့တက်ရ customer တွေကဘယ်သူတွေလဲလူတွေလူတွေတိလားအဲ့တော့ customer နဲ့တက်ပြီးဝန်ထမ်းနေမတက်လို့ရလားဝန်ထမ်းနေနဲ့မတက်လို့ရလားမရအောင်နော်အဲ့တော့ customer တွေနဲ့ဝန်ထမ်းနေနဲ့တက်ပြီးရော supplier တွေနဲ့မတက်လို့ရလား ကိုရဲ့ဟိုကိုကိုစီးပွားဖြစ်အောင်တော့က support လုပ်ပြီးရဲ့ supplier တွေနဲ့မတက်လို့ရလားမရအောင်เนาะမရအောင်เนาะအဲ့တော့အဲ့တော့ဒါစီးပွားရေးဆိုတဲ့ခန်းကဏ္ဍပဲရှိသေးတယ်ဒီလားအဲ့တော့စီးပွားရေးမှာလည်းစီးပွားရေးမှာလည်းလူတွေနဲ့အဆင်ပြေဖို့လိုတယ်ဂျန်နဲ့အရေးကိစ္စတွေမှာလည်းလူတွေနဲ့အဆင်ပြေဖို့လိုတယ်လူတွေနဲ့အဆင်ပြေတဲ့လူတွေကဘဝမှာပိုပျော်ရတယ်ပိုပြီးတော့အောင်မြင်တယ်ပိုပြီးတော့ချမ်းသာတယ်အဲ့ဒါတကယ်ပြောတာဒီလားအဲ့လူတော်တော်များများနဲ့မတက်ဘူးဆိုရင်တော့အဲ့ဒါပြဿနာပဲ လောကကြီးမှာကြီးကျယ်ခမ်းနားတဲ့အရာတွေအားလုံးဟာကိုတယောက်တည်းရဲ့အင်အားနဲ့မတတ်နိုင်လူတွေအားလုံးပေါင်းဆက်ပြီးပေါင်းစည်းပြီးတော့မှလှုပ်ဆောင်မှပဲအဲ့ဒီကြီးကျယ်ခမ်းနားတဲ့အရာတွေဆိုတာဖြစ်လာအဲ့တော့ YC ဆိုတာရှိနေဖို့အမရှိရတယ် YC team ရှိရတယ် YC ရတယ်ရှိရတယ်ဟုတ်လားအဲ့ဒါမှာ YC ဆိုတဲ့ organization ရှိနေတာအဲ့တော့ဘယ်အရာမဆိုကြီးကျယ်ခမ်းနားတဲ့အရာအားလုံးကတယောက်တည်းရဲ့အင်အားနဲ့မတတ်နိုင်အားလုံးရဲ့အားသာချက် အားလုံးရဲ့တံပိုးထမှုအားလုံးရဲ့ contribution လုပ်ချင်တဲ့စိတ်ဆန္ဒဒါတွေနဲ့ပေါင်းစပ်မှကြီးကြေခံရတဲ့အရာတွေဆိုတာဖြစ်နိုင်တာလောကကြီးမှာဟုတ်လားအဲလူတစ်ယောက်ကဟိုကိုယ်အားသာချက်အားနည်းချက်ဘလောက်တိတိတံပိုးထမှုတွေဘလောက်ရှိရှိဘာတွေပဲလောကကြီးမှာအကျိုးပြုချင်ချင်ပေါင်းသိဆက်ဆံရေးတာအားနည်းရင်တဲ့ထင်သလောက်အဲ့လူရဲ့ဘဝအလုံးမဖြစ်ဘူးပေါင်းသိဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖို့လိုတယ်ကိုယ့်ဘက်ကနေစပြီးတော့ပေါင်းသိဆက်ဆံရေးကောင်းဖို့လိုတယ် အောင်မြင်မှုရဲ့20ရာခိုင်နှုန်းကကိုယ့်ရည်ချင်းကြောင့်အောင်မြင်မှုရဲ့80ကျန်တဲ့80ရာခိုင်နှုန်းကအဲ့ဒါပေါင်းသင်းဆက်ဆံရေးကြောင့်အဲ့ဒါရှော့မတွန်းနဲ့လူတွေကကိုပြောတဲ့စကားကိုလေဘယ်ချိန်မှနားထောင်လဲဆိုတော့ကိုယ့်ကိုချစ်လို့ကိုယ့်ကိုခင်လို့ဆိုတဲ့ level မှာပိုနားထောင်တယ်မင်းတို့ကတူတူပဲမှလားမင်းတို့ကတူတူပဲမှလားနော်သူတိလို့သူတက်လို့သူကောင်းမယ်ထင်လို့ပြောနေတဲ့ဟာကြီးဆိုနားထောင်ကြမှာတော့တော့သူ့ကိုချစ်လို့သူ့ကိုခင်လို့ဆိုပြီးတော့အဲ့လူရဲ့စကားကိုပိုနားထောင်တယ် လူရဲ့စိတ်ကအဲ့လိုအဲ့ကြောင့်မလို့ဘဝမှာလေဟိုအဆင်အဆင်ပြေဖို့ဆိုရင်အဲ့ရာခိုင်နှုန်းတော်တော်များများပေါင်းသင်းဆက်ဆံရေးနဲ့ကောက်မှုလို့တယ်ပေါင်းသင်းဆက်ဆံရေးနဲ့အဆင်ပြေဖို့လို့တယ်နေလားဒါဒါဖော်မြူလာလေးပေါ့နော်ပြီးနောက်တစ်ခုအားရဲ့လူတွေကလေပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတွေ welcome ဖြစ်တယ်ဟုတ်လားလူတွေကကြိုးဆိုတယ်ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူအပြုတ်သဘောဆောင်စိတ်ရှိတဲ့လူတွေကိုလူတွေကပိုကြိုးဆိုတယ်ကိုကြိုးဆိုဖို့အတွက်ဆိုရင်ကိုကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူဖြစ်ရမယ်အဲ့ဒါလေးအရေးကြီးတယ် တော့ formula လေးလိုက်ရအောင်နံပါတ်1လူတွေနဲ့ပတ်သက်လိုက် positive scan ဖတ်ပါ positive mindset နဲ့ကြည့်ပါ positive scan ဖတ်ပါအကျင့်လုပ်ပါနော်အဲ့ဒါတမင်တကာကိုရည်ရွယ်ချက်ရှိရှိကိုလှုပ်ယူပါမှာနော်အဲ့ဒီကအဲ့အဲ့ကစပေါင်းသင်းဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးဘယ်လိုတောင်းဝင်ယူရမလဲတောင်းဝင်ယူနည်းနံပါတ်1 positive scan ဖတ်ပါအဲ့တော့ positive scan လေးတယောက်နဲ့တယောက်တွေ့ရင်လေ positive scan လေးစဖတ်ပါဟဲ့တွေ့လိုက်တာနဲ့လေဟဲ့ one တာရေနော် ဟဲ့ဟဲ့အသားကြီးကဘလို့လို့အဲ့တော့မဲသေးသွားတာလေဒီလားဒီမဲသေးတာလေနော်ဒီလားဟဲ့ဒီလားစာဘလောက်ရလဲဟင်ဒီလားနေဘမအလုံးလုံးနေရလဲဟဲ့အဲ့ယာတူပဲလားအဲ့ယာတူပဲအဲ့ပိုဇက်ရှင်မှာအလုံးလုံးနေတာလားဟုတ်လားအဲ့အဲ့ကုမ္ပဏီမှာပဲလားတော်တော်ကြာနေပြီနော်ဝန်ထမ်းမဲလားဟဲ့မလုံးအောင်နော်မလုံးကောင်းဒီလားဘာမစ်ကာချာနဲ့မနှုတ်ဆက်ကြည့်ဒီနေ့ကစပြီဒီလားအကောင့်ပြောစရာမှမရှိရင်ပါဇက်ပိတ်ထားလိုက်အဲ့ဒါအကောင်းဆုံးပဲ အဲ့ဒါ highlight ဝမ်ရှီယာတာအဲ့အဲ့ပုံမူတန်းနဲ့အဲ့အဲ့ဒါနဲ့စာလေးချင်မယ်နော်ကောင်းသောစကားမှပြောစရာမရှိရင်အဲ့ပစက်ကြီးကိုပိတ်ထားတာအဲ့ဒါအဲ့ဒါအကောင်းဆုံးရွေးချယ်မှုပဲလူတိုင်းမှာချီးကျူးစရာတစ်ခုမဟုတ်တစ်ခုရှိတယ်လူတိုင်းလူတိုင်းမှာ physical အသွင်အပြင်အရာချီးကျူးစရာတစ်ခုရှိတယ်ဟုတ်လားဒါမှမဟုတ် mental ကိုနဲ့ရင်းနေရလို့ဆိုရင်စိတ်ပိုင်းဆိုင်ရာကောင်းတဲ့အရာလေးတွေရှိမယ်။စိတ်နဲ့စိတ်စိတ်နေသဘောထားနဲ့ခံယူချက်တွေနဲ့ပတ်သက်ပြီးကောင်းတာလေးရှိမယ်။ appreciate လုပ်ကြည့်ပါ။စိတ်လိုလက်ရနဲ့ကို appreciate လုပ်ပါ။စိတ်လိုလက်ရနဲ့ appreciate လုပ်ပါအဲ့တော့ဟိုစိတ်လိုလက်ရနဲ့ချီးကျူးပါဒီနေ့ကစမယ်လေ့ကျင့်နော်အဲ့ဒါလေ့ကျင့်နော် positive scan စဖက်တယောက်နဲ့တယောက်စတွေ့လိုက်ပြီဆိုလေသူ့မှာဘာချီးကျူးစရာရှိလဲချီးကျူးစရာရှိတာချီးကျူးစရာရှိတာကိုယ့်အနေနဲ့တကယ်ကိုအပြူသဘောဆောင်တဲ့ point ကိုယ့်စိတ်ထဲမှာလည်းတကယ်အပြူသဘောဆောင်တဲ့ခံစားချက်ဖြစ်စေတဲ့အရာကိုတည်ပြီးတော့ချီးကျူးစကားပြောပါပြောပါပြောပြအောင်ပြောပါဒီလားဒီဒီဒီနောက်ပိုင်းကလူတွေကလေဘသူတွေ့တွေ့ကိုတော်တော်ဆန်းဆန်းတင်းဖြစ်ပြီးတော့ဗလိန်ကျင်ကြတာများတယ် ဒီလားအဲ့ထဲမှာကိုမပါစေနဲ့အပေါင်းသင်းဆက်ဆိုင်နဲ့စပြီးတောင်းဝယ်အပေါင်းသင်းဆက်ဆိုင်နဲ့ပတ်သက်ပြီးကို့အနေနဲ့စပြီးတောင်းဝယ်ယူပြီးဆိုပြီးဂျင်းကြီးကစပြီးတွေးလိုက်တဲ့လူမှန်သမျှကို့လိုက်ကို့ကို့နဲ့တွေးတဲ့လူမှန်သမျှချီးကျူးတော့အဲ့ဒါတိမတိတိချီးကျူးတော့ချီးကျူးစကားရအောင်ပြောရှာပြီးပြောတမင်တကာကိုရှာချင်ပြီးပြောတမင်လုံးအောင်မှာလားဆိုဟုတ်တယ်တမင်လုံးအောင်အဲ့တမင်လုံးအောင်ဒီလားမတငယ်ချင်းကလေအင်ကြီးတက်လေးဝစ်လာတယ်သူ့အင်ကြီးအစ်တက်လေးကိုသူနဲ့အခုမှသူနဲ့တွေ့နေတာဒါမဲ့ဒီအင်ကြီးလေးကိုအခုမှမြင်မှာဟဲ့အင်ကြီးတက်လေးလားဒီနဲ့လိုက်တယ်နော် တကယ်လိုက်တဲ့ဟာဆိုရင်ပြောပါတယ်လိမ်မီလည်းမပြောကြည်လေလိမ်မီပြောကြမှာဖြစ်ဘူးဗဇက်ပိတ်ထားလိုက်လိမ်မီပြောမယ်တူတူတော့ဟုတ်လားတကယ်သူနဲ့လိုက်တဲ့ဟာဆိုရင်လေဟဲ့နင်အင်္ဂီတယ်လီဝတ်လားလိုက်တယ်နော်နင်နဲ့လိုက်တယ်နော်ဟုတ်လားဟဲ့နင်စပင်းလေးညှပ်လိုက်လားလားနင်နဲ့လိုက်တယ်နော်တကယ်လိုက်ပြောတာလေတကယ်လိုက်ဟုတ်လားချီချူးစရာတစ်ခုမဟုတ်တစ်ခုရှာပြီးချီချူးပါဟဲ့နင်စကင်လေးတွေပိုကောင်းလာရယ်နော်နင်နဲ့ sharing လေး skin care လေးပါလေလုပ်ပါအောင် sharing လေးလုပ်ပါအောင်အဲ့ဒါတကယ်ပြောတာနင်ဘာတနေ့နေ့တက်နေရလဲညတနေ့နေ့တက်နေရငါတွေ့တယ်နော် နေစူးစမ်းနေတာပဲ appreciate လုပ်ပါသိလား privilege နဲ့ဟေးတနေ့နေတက်နေရလားဟေးအဲ့ဒါနဲ့မဆနဲ့လောကကြီးကသူ့အဆူတော်စိတ်ပြတ်ဖို့ကောင်းနေရသိလားအဲ့တဟေဟေနဲ့မဆနဲ့တယောက်နဲ့တယောက်တွေ့လိုက်တာနဲ့ဟေးဟေးအဲ့ကွက်တွေမလုံးနဲ့အချင်းပါတတ်တယ်သိလားဒစိမ့်ဆိုရင်အပြင်ပြင်ပအပြင်ကပြင်ပြင်ပဒီ physical appearance တခုခုကြီးကျူးစရာရှိလိမ့်မယ်လူတယောက်သူ့ခန္ဓာကိုယ်လေးစပနေရင်လည်းကြီးကျူးပါတသက်ရဲ့ဝတ်စားစင်ရင်လည်းကြီးကျူးပါ သူ့ဘဝမှာသူပျော်ရွှင်နေရင်လည်းချီးကျူးပါဟုတ်လားအဲ့ဒါလေအမတို့ millionaire mind master တွေမှာသင်ရတဲ့ mindset တခုနော်အိမ်လှလှလေးနဲ့နေနိုင်တဲ့လူကိုတွေ့ရင်အိမ်လှလှလေးကိုရောအိမ်လှလှလေးနဲ့နေနိုင်အောင်စူးစမ်းထားတဲ့သူကိုချီးကျူးပါကားလှလှလေးစီးနေတဲ့လူကိုတွေ့ရင်ကားလှလှလေးကိုရောအဲ့လူကိုချီးကျူးပါပိုင်ရှင်ရောချီးကျူးပါအဲ့ mindset တွေကတကယ်ကို training ပေးပြီးလုပ်ခဲ့ရတာအမီလီယံမိုင်းမာစတာကြီးအတန်းအလူတွေအဲ့သူတို့လောက်ရတကယ်လောက်ရဘာကြောင့်လဲဆိုတော့အဲ့ဒါကလေ ် energy သဘောတရားအရာကြည့်မယ်ဆိုရင်ကောင်းတဲ့အရာကိုအာယုံမဆိုင်တဲ့တဲ့လူကကိုယ့်ဘဝတွေကိုအလိုလိုမကောင်းတဲ့အရာတွေဝင်လာဖို့ဖိတ်ခေါ်နေရတဲ့တူတယ်။သိလား။သူများဘဝမှာအဆင်ပြေတာမပျော်နိုင်တဲ့လူကလေအဲ့ဒီ energy ကိုငါမလိုချင်ဘူးဆိုတော့အဲ့ frequency ကိုလွှတ်လိုက်တယ်လို့ပဲ။အဲ့သူများဘွားတွေကအဆင်ပြေခြင်းတွေကိုမနာလိုနေကိုဘွားတွေကအဲ့အဆင်ပြေခြင်းတွေကရောက်မလာတော့အဲ့ဒါအရန် shock ခီလာအဲ့ဒါစင်းရဲခြင်း mindset တယ်မှာလဲအဲ့ဒါပါတယ်သိလား လူသူများဘွားကြီးအဆင်ပြေနေရင်လေအလကားနေရင်ကိုကတော့ကားတွေများနေရအဲ့ဒါအဲ့ဒါအဲ့ဒါဟိုကပွား people mindset တွေမှာအဲ့ဒါပါတယ်ဒီလားအဲ့ဒါပါတယ်အဲ့တော့ဟိုအဲ့ဒါအဲ့ဒါအဆင်ပြေအဲ့တော့သူများဘွားမှာအဆင်ပြေခြင်းပျော်ရွှင်ခြင်းကောင်းမွန်ခြင်းတွေကို appreciate လုပ်တတ်တဲ့လူကအလကားပတ်စံမကုန်မဲနဲ့ကိုဘွားတွေကိုအဲ့ဒီအရာတွေရောက်လာအောင်ဖိတ်ခေါ်လိုက်တာ ਨੇ တူတူပဲ energy သဘောတရားအရာဆိုအဲ့လိုသွားတာလောကကြီးမှာ frequency ရှိတယ် frequency ရဲ့အဲ့လိုလဲပတ်နေတာအဲ့တော့ တကယ် rich people တွေတကယ်လူကောင်းသူကောင်းတွေရဲ့ mindset ကိုကြည့်လိုက်ရင်လေသူများအဆင်ပြေလို့ရှိရင်သူများအဆင်ပြေရင်မနာလိုတဲ့စိတ်မျိုးမရှိဘူးလက်ခုပ်တီးပေးနိုင်တယ်လက်ခုပ်တီးပေးနိုင်တယ်လက်ခုပ်တီးပေးနိုင်တဲ့လူအဖြစ်လည်းအများနဲ့ရှင်းတယ်တယ်လားအတကယ်ပြောတာဟိုသူအเจ้าကလေသူတို့ဘွားသူများကိုနင်းပြီးမှတက်တက်တက်မဲ့လူတွေမဟုတ်အဲ့အတွက်သူတို့ကအများနဲ့ဝမ်းသာပေးနိုင်တယ်တင့်ကွာရိုးရိုးလေးပဲစဉ်းစားကြည့်လိုက်ဟိုလူတယောက်ရဲ့ဘွားကလေအဆင်ပြေနေရဆိုတာပြောကြကောင်းတယ်လေတိလား ဒုက္ခရောက်နေတဲ့သူများဒုက္ခရောက်နေတဲ့လူအုပ်ကြီးတဲမှာလူတယောက်ရဲ့ဘဝအဆင်ပြေနေရဆိုတာအပျော်စရာကောင်းတယ်။ဒီလားပျော်စရာကောင်းတယ်။အဆင်ပြေပါစေဘာဖြစ်လဲ။ဒီလားကိုကိုကိုစီရလည်းဘာမှပဲ့ပါွားလည်းမဟုတ်သူများပျော်နေတာသူများအဆင်ပြေနေတာအဲ့ကောင်းတယ်။အဲ့ mindset ရှိဖို့လိုတယ်။ဒီလားအမရှိတဲ့အတမင်တကာကိုမိုးရမှာပဲ။အဲ့ဒီနေ့ကစပြီးရောတယောက်နဲ့တယောက်တွင် positive scan ဖတ်ပါ။အပြုသဘောဆောင်တဲ့စိတ်နဲ့ scan ဖတ်ပါ။အနမတ်တဲ့နောက်တစ်ခုကြည့်အောင် နောက်တစ်ခုကလေလူတွေဟာကိုယ့်လိုပဲလူတွေပဲဆိုတဲ့အချက်ကိုလက်ခံရမယ်။လူတွေဟာကိုယ့်လိုပဲလူပဲဆိုတဲ့အချက်ကိုလက်ခံရမယ်။လောကကြီးမှာလူကိုလူလိုလူကိုလူလိုမမြင်တဲ့ပြဿနာတွေအရန်တက်တာ။ဘလို့တက်လဲဆိုတော့လေသူများကိုအထင်သေးတာ။သူများကိုလေငါနဲ့မတူရင် မပေါင်းဘူးဆိုပြီးတော့ဟိုလက်ညှိုးထိုးတာ။ငါနဲ့တိုက်တူမှလာပေါင်းလို့သိလား။ အဲအဲ့လိုမျိုးအဲ့လိုအဲ့လိုလုတ်တာအဲ့တော့သူများအထင်သေးတာမတင်တတ်တာနောက် negative negative ဖြစ်တာကိုကျင်းစာတရားတွေအားနေတာတစ်ဖက်သားကိုထိခိုက်နစ်နာပျက်စီးအောင်လုပ်ဖို့အယံကိုလွဲကူတာအဲ့ဒါဘာလို့လဲဆိုတော့လေလူတွေကိုကိုလို လူပဲလို့သဘောမထားလို့အဲ့လိုဖြစ်တယ်ဒီလားသဘောမထားတဲ့အဲ့လိုဖြစ်တယ်အဲ့တော့လူတယောက်ကလူလူလို့မြင်လာပြီဆိုရင်တဲ့ဘလို့တွေးကြဘလို့တွေးတက်လဲဆိုတော့ ဒါ YCI တွေးရမယ် mindset တကူတွေးရမယ်အရာတကူလူတယောက်ကိုလူလို့မြင်လာပြီဆိုရင်လူတိုင်းမှာငါလိုပဲသူတို့မှာကိုယ်ပိုင်အားသာချက်တွေရှိတယ်လူတိုင်းဟာငါလိုပဲသူတို့မှာကိုယ်ပိုင်အားသာချက်တွေရှိတယ်လူတိုင်းဟာငါလိုပဲအားနည်းချက်တွေရှိတယ်ငါမှမကောင်းတဲ့ချက်တွေရှိတယ်လို့လူတိုင်းမှာလည်းအားနည်းချက်တွေရှိတဘာဝပဲသူကသူ့ဘဝမှာဒီထဲမှာလေအမကမင်းတို့ထက်ပိုမတော်တယ်လို့အမကမင်းတို့ထက်ပိုမြင့်အဲ့လိုပဲ YCR တွေကလည်းအဲ့ဒီတိုင်းပဲ အားလုံးကလေအားလုံးကကိုယ့်နေရာနဲ့ကိုယ်အကောင်းဆုံးဖြောင်းစူးစမ်းနေကြရမှာလားဟုတ်လားဘသူကမှဘသူပေါ်ရောက်နေရယ်ဆိုတာမျိုးမဟုတ်လူတိုင်းကသူ့တန်ဖိုးနဲ့သူ့နေရာနဲ့သူအကောင်းဆုံးရှင်သန်နေကြအဲ့တော့မြင်အောင်ကြည့်ရငါမှငါအာသာချက်တည်းရှိတယ်လို့သူ့မှာသူ့အာသာချက်တည်းရှိတယ်ဟုတ်လားအော် तू ကဒီနေရာမှာအဆင်မပြေပေမဲ့ तू ကတခြားနေရာမှာတော့အဆင်ပြေပါပေါ့ဒါသူ့ရဲ့အာသေးအားနည်းချက်နဲ့ပဲဖြစ်လို့နေမှာပေါ့အဲ့လိုနားလည်ပြနိုင်တယ်အဲ့လိုနားလည်ပြနိုင်တယ်အဲ့တော့အလုံးလုံးတက်တဲ့ performance တွေကိုလည်းနားလည်ပြတတ်လာလိမ့်မယ် ီလားနားလဲပြတတ်တာလေ तू ကဒီညမှာမလုတ်တက်မကန်တက်လို့ तू ကငါထက်ညံ့တယ်အဲ့လိုသတ်မှတ်လို့မရဘူးမရဘူးဒီလားအဲ့တော့ပိုတော်တဲ့လူဆိုတာကဟိုဘာနဲ့တိုင်းပါလေပေါ့နော်အဲ့တော့သူ့နေရာမှာ तू တော်တယ် तू လှုပ်ဆောင်ချက်နဲ့ तू လူတိုင်းကအဲ့လိုရှိအဲ့ဒါကိုကိုကသိရပြင်နောက်တစ်ခုကကြတော့လေလူတိုင်းမှာတက်မိုးထားမှုတွေရှိရဟုတ်လားကိုမလေးကို personal တမိုးထားမှုတွေရှိတယ်လို့လူတိုင်းမှာလည်း true personal တမိုးထားမှုတွေရှိတယ်။ဒါနားလဲရမယ်။ဒါလူ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 လို့မြင်တဲ့လူတွေနားလဲတယ်။ နောက်တစ်ခုကကြတော့လေလူတိုင်းမှာတဲ့မင်းတို့လိုပဲသူတို့ကိုယ်တိုင်သူတို့အချိုးပြုတ်ခြင်းနဲ့စိတ်ဆန္ဒတွေရှိတယ်။ကိုမိသားစုအတွက်ကိုအကောင်းဆုံးစူးစမ်းနေတယ်လို့ပဲလူတိုင်းကသူတို့မိသားစုအတွက်သူတို့အကောင်းဆုံးစူးစမ်းနေကြတယ်။အဲ့ဒါအပြစ်မဟုတ်ပြောမယ်နော်အဲ့ဒါအပြစ်မဟုတ်ကိုဘွားကိုအကောင်းဆုံးစူးစမ်းနေတဲ့လူတွေအဲ့ဒါအပြစ်မဟုတ်ကိုဘွားကိုမိသားစုအတွက်အကောင်းဆုံးစူးစမ်းနေတဲ့လူတွေလည်းအပြစ်မဟုတ်ကိုမြင်ရတဲ့တနေရာတော့ကိုကြည့်ပြီးရူနီဗာဆယ်ယူနီဗာဆယ်လောက်လို့မရယူနီဗာဆယ်လောက်လို့မရအမအရန်ကြိုက်တဲ့မိုင်းဆက်တခုရှိတယ် ကိုအတွေးအော် sorry ကိုအတွေးကိုကိုအတွေးကိုအမြင်လောက်ကိုလေ universe တော့မလုံးနဲ့အဲ့ဒါအဲ့ဒါအဲ့ဒါကိုယူတာပဲသိလားကိုမှန်လည်းလို့ထင်တဲ့အရာတစ်ခုလောက်နဲ့တိုင်းပြီးအကုန်လုံး universe လောက်လိုက်အဲ့ဒါပြဿနာတက်အဲ့တော့ဒီမှာဘာပြောချင်လဲဆိုတော့ဟိုကိုအကျိုးကိုမှလည်းကိုဘွားနဲ့ကိုအကျိုးပြုချင်တဲ့အရာတွေရှိတယ်လူတိုင်းမှလည်းအဲ့လိုစိတ်ဆန္ဒရှိတယ်အဲ့ဒါမမှားဘူးအဲ့ဒါမမှားဘူးဥမာကွာသိလားဟိုခွေးလေးတွေကြောင်လေးတွေကိုလေဟို အချိုးပြုတ်ရှင်တဲ့လူကခွေးလေးတွေကြောင်းလေးတွေကိုအချိုးပြုတ်နေတာကိုအချိုးပြုတ်နေရင်အဲ့ဒါကိုသွားပြီးတော့လူတွေတကောက်လူတွေတလောက်ဒုက္ခရောက်နေတာတိရစ္ဆာန်တွေကိုဦးစားပေးရလားဆိုရောလက်ညှိုးတော့ထိုးဘူးမှလက်ညှိုးတော့မထိုးပါဘူးပြောချင်တာလေ तू तू ဘဝနဲ့ तू လှုပ်ချင်တာ तू လှုပ်တာလေ तू ပတ်ဆက်နဲ့ तू ဘဝ तू လှူချင်တဲ့နေရာလှူတာလေအဲ့လိုအကြောင်းကြီးရှိတယ်ကို့အတွေ့ကို့အမြင်လောက်ကို universe လောက်ပြီးတော့ပတ်မရအောင်တည်လားအဲ့တော့ဘသူနေရဘယ်နေရလှူတဲ့နေဘယ်နေရဖြစ်တဲ့နေဘလို့ကဖြစ်တဲ့နာ contribution လုပ်ချင်တဲ့ mindset တွေမတူဘူး။မအမဆိုပြောပြရင်တည်းအမဆိုအမကိုအမကိုလေဟိုပတ်စံလာတောင်းနေပတ်စံလာတောင်းတဲ့လူတွေကိုအမဘယ်တော့မှမပေးဘူး။လူလည်းမလူပေးလည်းမပေးဘူး။ငားပြတော့မပေးဘူး။အမအလုတ်လုံနေတဲ့တမအာစီဝါကြက်ကြက်အလုတ်လုံနေရလို့ပဲအမ supporting လုပ်တယ်အဲ့တော့အမမှားလာအမမှားတာလည်းမဟုတ်အမမှန်တာလည်းမဟုတ်အမစိတ်ကအဲ့လိုမဟုတ်လို့အဲ့လိုလုပ်တာအဲ့လိုနော်ဟိုအမအဖေကြတော့အရန်တနာတက်တာ ူကတွေ့တဲ့လူလှူတယ်တွေ့တဲ့လူလှူတာပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါအဖေမှားလို့ဆိုအဖေလည်းမမှားဘူးတည်လားအဲ့လိုပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကအမပြောချင်တာလीမတူညီတဲ့ရှူတောင်းတွေအများကြီးရှိရတဲ့မှာမတူညီတဲ့ရှူတောင်းတွေအားလုံးอ่ะအဲ့ဒါလीအကုန်လုံးကလူတွေပဲလူတွေရပဲဒီတိုင်းသတ်မှတ်ထားတာတည်လားဘသူကပုံမှန်ပြီးဘသူကပုံမှားဆိုတာမရှိဘူးအဲ့ဒီအမြင်အဲ့ဒီအတွေးခေါ်လေးရင်းနဲ့လူတွေကိုလူလို့ပဲမြင်ရတယ်ပုံမှန်တဲ့လူပုံမှားတဲ့လူအဲ့ပေတံနေနဲ့မတိုင်းနဲ့ကိုယ့်ပေတံနေနဲ့လိုက်မတိုင်းနဲ့ ဒီလားလူတွေကိုလူလိုပဲမြင်သူတိုင်းမှာသူတို့ရဲ့ကိုယ်ဝန်အားသာချက်အားနည်းချက်တမိုးထောက်မှု performance သူတို့တော်တဲ့နေရာသူတို့အကျိုးပြုခြင်းတဲ့နေရာဒါတွေကိုမင်းတို့လက်ခံလာလာပြီဆိုရင်ငါလိုပဲဆိုရဲစိတ်ဝင်လာပြီလေ positive thinking မြင်လာလိမ့်မယ်ဒီလားလူတရားကို positive mindset နဲ့ကြည်ပေးဖို့တွေးပေးဖို့ကမခက်တော့ဘူးဒီလားတနေရာမှာညံ့တိုင်းအကုန်လုံးမှာညံ့တယ်လို့မဆိုလို့တနေရာမှာတော်တိုင်းအကုန်လုံးမှာတော်နေတယ်လို့မဆိုလို့ဟုတ်လားကိုလိုပဲအားသာချက်အားနည်းချက်အားလုံးက မပြည့်အားလုံးမပြည့်စုံမှုကအဲ့ဒါ perfect ပဲအဲ့လိုမျိုးလူတိုင်းရှင်သန်နေကြတာဟုတ်လားအဲ့တော့စိတ်ကလေးတွေလျှော့ကြစို့ဒီနေ့ကစပြီโอเคလားနော်โอเคအဲ့တော့ဒါကပေါင်းတင်ဆက်ဆိုင်နေတဲ့ပတ်သက်ဒုတိယတာဝန်ယူမှုကကိုယ့်လိုပဲလူတွေဟာလူပဲဆိုတဲ့အချက်ကိုလက်ခံရနံပါတ်2နော်နောက်နံပါတ်3ပြောမယ်နံပါတ်3ပူပေါင်းဆောင်ရွက်နိုင်ဖို့လေ့လာပါ ပူပေါင်းဆောင်ရွက်နိုင်ဖို့အတွက်လေ့လာပါခုနကပြောခဲ့တဲ့ဟာလေးပေါ့နော်လူတွေကိုကိုကအကောင်းမြင်ပေးနိုင်တယ်ပြီးနောက်ကိုလိုလူပဲလို့တွေးနိုင်တယ်ဆိုတဲ့ level ကိုကြော့ပြီးဆိုရင်မင်းကလေပူပေါင်းဆောင်ရွက်ဖို့လေ့လာပါအဲ့တော့ तू อ่ะဒါလုတ်တက်တယ်ငါဒါလုတ်တက်တယ်ငါတို့နေရာပေါင်းပြီးပါလုတ်ကြမလဲဟာလားအဲ့ဒါ तू 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 တော်တဲ့နေရာမှာထား तू तू တော်တဲ့နေရာမှာထား तू ပြောတဲ့နေရာမှာထား तू တော်တဲ့နေရာမှာထားအဲ့ဒါအားလုံးပေါင်းလိုက်အဲ့ဒါအရမ်းမိုက်သွားတယ် အယမ်းမိုက်သွားတယ်ဟုတ်လားအဲ့လိုထားဖို့အတွက်ကလေဘသူကဘယ်နေရာမှာတော်လဲတော့သိရမယ်သိအောင်လုပ်ရမယ်ဒါလုပ်ငန်းခွင်ထဲမှာကို management လုပ်နေတဲ့အဖွဲ့တွေရှင်အဲ့ဒါလူမှန်နေရာမှန်ဆိုတဲ့စကားကြားဖို့ရဟုတ်အိရှာမှာလေလူမှန်နေရာမှန်ဖြစ်ဖို့ဆိုတာအဲ့အဲ့ဒါအဲ့ဒါကိုပြောတာဒီလားအမဆို personality ရကြည့်မယ်ဆိုလို့ရှင်လဲအမကိုက thinker ကွာတည်တာကိုက thinker သမားအဲကိုကကိုပောင်းရင်အကုန်လုံးကိုကိုပေးနာမှာကွာ thinker တွေရွေးထားလိုက်တာမျိုးသွားပြီအဲ့ဒါ အဲ့ဒါသင်္ကာ9ယောက်စုလိုက်ပြီးဆိုရင်အဲ့ဒီလောကကြီးကလေလောကကြီးကပျက်စီးတတ်တယ်ဘာလို့လဲဆိုတော့သင်္ကာတွေကသင်္ကာတွေကဘာမှန်လဲဘာမှားလဲဝင်နောက်ကိုပဲလိုက်တာဘသူဘသူခံစားသွားမှာလဲဆိုတာလက်မကြည့်ဘူးသင်္ကာသမားတွေအမားတို့ဆိုသင်္ကာထဲမှာပါတယ်သင်္ကာထဲမှာပါတယ်အဲအဲ့တော့ဘာလို့ရလဲဆိုတော့ decision making တခုခုခြားရမယ်ဆိုလေ filter သမားနဲ့ပေါင်းရတယ် thinker နဲ့ filter နဲ့ပေါင်းလိုက်တော့အဟိုကအဟိုကအုံနောက်နဲ့တွေ့ရယ်သူကနှလုံးသားနဲ့တွေ့တယ်အဲအဲ့တဲ့ရောက်ပေါင်းလိုက်တော့မှာ နည်းနည်းဟန်ချက်ညီတဲ့အဖြေရတာအဲ့လိုအဲ့လိုအဲ့တော့ခါတလီငါတို့ကတွေးတာလေကိုနဲ့တူတဲ့လူပဲပေါင်းချင်တာအဲ့ဒါအဲ့ဒါအဲ့ဒါတကယ်တော့မကောင်းသိလားကောင်းတာကောင်းတာကကြတော့ကိုနဲ့တူတဲ့လူနဲ့ပေါင်းရပျော်စရာကောင်းတယ်ဒါပေမဲ့တကယ်အလုပ်ဖြစ်ချင်ရင်ကိုနဲ့မတူတဲ့လူနဲ့ပေါင်းရတယ်ဒါအမတို့ဆရာပြောခဲ့တဲ့စကားလေးရှိတယ်ကို့အဖွဲ့စည်းရမှာလေကို့အဖွဲ့စည်းတဲ့မှာကိုယ့်ရဲ့ယုံကြည်မှုဘာသာတရားမတူတဲ့လူတွေရှိတဲ့ ਨੇ အသက်အရွယ်မတူညီတဲ့လူတွေရှိတယ် ਨੇ ဒီလားအသားအရောင်မတူညီတဲ့လူတွေလည်းရှိတယ် ਨੇ ပုံစံစိတ်ညစ်သဘောထားနဲ့ခံယူချက်တွေမတူတဲ့လူတွေလည်းရှိတယ် ਨੇ မတူတဲ့လူတွေကောင်းတဲ့လူပဲဒါပေမဲ့ကောင်းတဲ့ပုံစံမတူတဲ့လူတွေရှိတယ် ਨੇ ခုနပြောရဲတင်ကာသမားတွေဖီလာသမားတွေအကုန်အဆုံးရှိတယ်အဲ့ဒါဆိုပို့အဆင်ပြေတယ်မမတို့ DISC ဆိုတာဒီ personality tax တွေဆက်တာရှိတယ် DISC ဆိုတာမဒီသမားတွေကဘယ်လိုမျိုးလဲဆိုတော့သူကအဲအမအမတို့ဆိုအမဆို D90 လောက်ပါတယ် ီဒီတော်တော်များတယ်မှာပါသူကအဲ့လိုတင်ကတင်ကပေါ့နော်တင်တင်ကသမားတွေလို့ပြောလို့ရတယ်အဲ့လူတွေရဲ့အားလုံးဆုလိုက်ပြီဆိုအဲ့ fighting believe ပို့ပဲဖြစ်လာလိမ့်မယ်အပြဒနာရှိပြဒနာရှိရနော်အဲ့တော့လောကကြီးမှာလေကိုနဲ့တူတဲ့လူတွေကြီးပဲရှိနေတာကိုကကောင်းတယ်လို့မထင်နဲ့အဲ့ဒါလောကကြီးကအဲ့ကိုနဲ့တူတဲ့လူတွေများလာရင်တိုင်ပတ်မဲ့အကွက်တည်းရှိတယ်ဒီလားအဲ့တော့မတူတဲ့လူတွေအားလုံးစုနေတာဟိုကအဲ့ဒါကအလုတ်ဖြစ်ဖို့ဆိုတာတွေးနိုင်ရမ ဲ့တော့ပေါင်းတင်ဆောင်ရွက်အပူပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကိုလှုပ်ဆောင်ပါလေ့လာပါလှုပ်ဆောင်မတ်ဖို့ပြောဆိုဆက်သွယ်ခြင်းဖြင့်တာဝန်ယူပါဒီနေ့ကစပြီတောင်းနေတယောက်နဲ့တွေ့တယ်သူရင်ပြောမလားငါရင်ပြောမလားမျိုးလုံးပြူးပြီးကြောင်တောင်းနဲ့မကြည့်ကြည်ဒီနေ့ကစပြီတည်လားနေပြောနေပြောဆိုပြီးစိတ်ခရနေလဲလေမတောင်းဆိုကြီးနော်နေပြောနေပြောနေပြောရင်ငါပြောမယ်နေခေါ်ရင်ငါခေါ်မယ်နေလုံးရင်ငါလုံးမယ်အဲ့ကွတ်ဒီမလာနေတော့နော်ပေါင်းတင်ဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးတောင်းဝင်ယူပါဆိုတာကိုယ့်ဘက်ကတောင်းဝင်ယူခိုင်းတာ ကိုဘကစခေါ်ကိုဘကစပြော ကိုဘကစလို့ကိုဘကစချော့ဒီလားကိုကြီးတို့မိုင်းတို့နော်ဒီလားကိုဘကစချော့အဲ့တော့အဲ့ဒါကိုတောင်းမယူရမယ်လို့တယောက်နဲ့တယောက်နဲ့တွေ့လို့ရှင်တဲ့ပြောဆိုဆက်သွယ်ခြင်းဖြင့်စပြီးတောင်းမယူပါအဲ့တော့စကားတွေပြောပေါ့နော်စကားပြောဖို့လိုတယ်ဘာလို့အမှန်မသိလို့ရှင်လေလူတယောက်နဲ့တွေ့လို့ဘာလို့အမှန်မသိရင်သူ့အကြောင်းမေးပါအမနာမည်ဘယ်လိုခေါ်လဲဟုတ်လားအဲ့ဒါသူနာမည်ဆက်သူ့အကြောင်းအစမေး သူကြောင့်စမေးပြီး communicate စလို့ပြောလူတွေကလေပြောချင်နေကြတာမေးမဲ့လူမရှိလို့ဒါလူတိုင်းကပြောချင်လို့လူပဲပြောနေကြတာမေးမဲ့လူကိုမရှိကြအောင်အဲ့တော့ပြောပြောလိုက်အောင်ကြိုးစားဟုတ်လားအမနာမည်ဘယ်လိုခေါ်လဲဟုတ်လားအမလက်ရှိဘာတွေလုပ်နေလဲအော်ကျမကတော့ဘာလုပ်တာပါအမဒီလုံးမှာဘယ်လောက်ကြာပြီလဲဟုတ်လားအဆင်ပြေရဲ့လားအမ experience လေးတွေရောဘယ်လိုရှိလဲအမေးရမှာပြောဆိုဆက်သွယ်ခြင်းဖြင့်တောင်းပန်ယူပါဒီနေ့ကစပြီးတော့အဲ့တယောက်နဲ့တယောက်တွေ့ရင်တဲ့ ဟိုပင်ထောက်ထားပြီးပြောလို့ရတဲ့ဟာလေးရှိရယ် emotion နေမိလို့ရတယ်ပြင်နောက်တစ်ခုကဟိုဘာပြောမှန်းမသိရယ်နိဟိုပေါ့ဒီပတ်ဝန်းကျင်မှာဖြစ်နေတဲ့ရေဘူးအခြေအနေတွေလည်းပြောလို့ရတယ်လူတွေကတူရင်ကြိုက်အကိုနဲ့တူတဲ့ဘုံနေရာလေးတွေကိုရှာပြီးတော့လူတွေကိုစကားပြောလို့ရတယ်ပြင်နောက် level ကိုကြည့်ပြီးတော့ဗောနော်မာတငယ်ချင်းတွေကိုတွေ့လို့ရှိရင်တငယ်ချင်းတွေရဲ့ဒီမှာဟဲ့နေနစ်ဘဲနဲ့အစဉ်ပြေလားမေးလိုက်အဲ့ဒါစကားကကုန်မှာတော့မဟုတ်နောက်နေကူပါလိမ့်မယ်အဲ့ဒါမျိုးလေးတွေဒီလား အဲအလုတ်မှာအဆင်ပြေလားအလုတ်အလုတ်အလုတ် crazy ဆိုအလုတ်သမားဆိုအလုတ်ကိုမေးလိုက်လူတွေကဘာတွေကိုတမိုးထားရဲဆိုတာစကားပြောကြည့်နေလဲသိနိုင်တာဟုတ်အဲ့တော့အဲ့ကိုကိုရဲ့ဒီစကားလုံးတွေပေါ့နော်စကားလုံးတွေကိုရွေးချယ်ပြီးတော့ communicate လုပ်ဖို့လိုတယ်တယောက်နဲ့တယောက်စောင်းချိုးလေးတွေညှိတယ်လို့ပဲစောင်းချိုးလေးတွေညှိတယ်လို့ပဲလူတွေနဲ့ဆက်ဆံတဲ့အခါ communication လုပ်တဲ့အခါမှာလေပြောဆိုဆက်သွယ်ခြင်းမြန်ကိုဘက်ကစပြီးတောင်းမယ်ယူပါအကိုကိုဆက်စုတယ်လို့ထင်ပါလဲမကြောက်နဲ့ပြောတာပြောဒီနေ့ကစပြီ မပြောတာပြောဆိုလို့နော်ကိုအရေးအခြေမကြည့်ပဲနဲ့ရောအရေးအခြေမကြည့်ပဲနဲ့ကိုပဲလှွန်နေလို့တော့မရအောင်နော်ပြောခိုင်းနေဆိုတာကိုအเจ้าကိုပြောခိုင်းတာမဟုတ်ဘူးသူအเจ้าကိုမေးခိုင်းတာနော်မရှုပ်သွားလို့မရအောင်သူ့အเจ้าကိုမေးခိုင်းတာကိုကမေးရမယ် communication ကိုအသွားပြန်ရှိအောင်ကိုကဖန်တီးရမယ်အဖွင့်မေးခွန်းနေနဲ့ open open ended question နဲ့သွားရတယ် close ended question နဲ့မသွားအောင်ထမင်းစားပြီးပြီလားအင်းဆိုဘာမှဆက်ပြောလို့မရတော့ဒီလားအဲ့လိုမဟုတ်နော်အဲ့လိုပေါ့အဲ့တော့ open ended question လေးရနေ communication ဖြစ်အောင်လို့ကိုကဖန်တီးရတယ်နော်အဲ single ပေါင်းသူတော်ကောင်းတို့လည်း any land လေးတုံးပြီး widget widget ကြပါစေပေါ့နော်ဆူတောင်းပေးပါပြောဆိုဆက်သက်ခြင်းမင်းနေပြောရင်ငါပြန်ပြောမှာပဲဒီပိုင်းလုံနေတယ်နော်ကိုဘက်ကချစ်တာသေးကြရင်ကိုဘက်ကတကယ်ကြိုက်တာသေးကြရင်ကိုစပြောပဲသိလားရန်စင်စားမနေနဲ့နော်โอเคအဲ့တော့စကလုံးတွေကအတွေးတွေရနေလာတယ်အတွေးတွေစကလုံးတွေကဟိုလူတယောက်ဘလို့လူလဲဆိုတာကိုပုံဖော်ပေးတယ်ပုံဖော်ပေးရပေါ့နော်အဲ့တော့ပြောဆိုဆက်သွယ်ခြင်းမြင့်တောင်းပေးယူခြင်းအဖြစ် သူဘလို့လူလဲဆိုတာကိုလည်းကိုတိခွင့်ရမှာဖြစ်တယ်လို့ကိုဘလို့လူလဲဆိုတာကိုလည်းသူ့ကိုဖော်ပြထားပြီးသားဖြစ်စေတယ်အဲ့ဒါကပေါင်းသိဆက်ဆံရေးတွေမှာအလုတ်ဖြစ်တယ်ဘသူ့ကိုဘလောက်ယုံကြည်ရမလဲဘသူ့ကိုဘလောက်အားကိုးလို့ရလဲဘသူကဘာတွေကိုသဘောကျတယ်ဒါတွေကိုတိခွင့်ရတာလေကိုတို့အဲ့ဒါအမျက်ပဲဒီလားအမျက်ပဲမဆာဟိုစားကြောင်းလေးကြောင်းရှိတယ်လူစာအုပ်ဖတ်ပါတဲ့ဒီလားလူတွေနဲ့စကားပြောရင်စကားပြောနေရလို့မတွေးနဲ့စာဖတ်နေရလို့တွေးအာစာဖတ်နေရတယ်လို့ပဲမအမရဆို101ဒီ concerting အချိန်ကြီးတွေ့ရတာဟုတ် one on one consulting အချိန်လေးတွင်လေတို့ရဲ့ဒီ relationship ပြဿနာစိတ်ပိုင်းဆိုင်ရာပြဿနာ career ပြဿနာအကုန်လုံးပေါ့ပြဿနာလေးတွေပြဿနာလေးတွေဒါလာကြတာလာကြရလေလူတွေကစိတ်ဝင်စားစရာကောင်းတယ်ဒီလားစိတ်ဝင်စားစရာကောင်းလူစားဥဖတ်တယ်လို့ပဲအဲ့တော့အမတခုမှားဖို့အတွက်ကလေဟိုကိုဘွားမှာကိုတိုင်းမှားကြီးမှဟိုအဲ့အမကိုရှောင်ရှောင်ရမှာမဟုတ်ဘူး။သူများဘွားတွေမှာသူများမှားတယ်တန်လေးလိုလိုလိုဒါလေးလိုဖြစ်လာတယ်လို့ပြောအဲ့ဒါကိုကြိုသိပြီးကြိုရှောင်လို့ရတယ် အဲ့အဲ့ဒါလူစားအုပ်ဖတ်တဲ့အခါမှာအဲ့အချက်တွေခင်ဗျားဘုရားမှာဒါလုံးလို့ကောင်းကျိုးရရဆိုရင်လေဟိုကိုလည်းအဲ့ဟာလေးတွေကိုကိုကောင်းတဲ့ဟာလေးတွေကို absorb လုပ်ပြီးလိုက်လုပ်လို့ရတယ်ဒီလားလူလူတွေနဲ့စကားမြတ်မြတ်ပြောပါပြီးရင်အဲ့ဒီဟာကိုကမေးပေါ့နော်ကိုကပြောခိုင်းတာမဟုတ်ကိုကမေးရမေးပြီးပြောဒါစားကြောင်းလေးတစ်ချောင်းလောက်ချရအောင်ပေါင်းသင်းဆက်ဆက်ရင်းနဲ့တာဝန်ပေါင်းသင်းဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးတာဝန်ယူဖို့အတွက်စားကြောင်းလေးတစ်ချောင်းချရဖို့လိုအပ်တာကိုနဲ့မတူလို့လူလို့မမြင်ဘူးဆိုရင်ပေါင်းစရာတောင်ရှိမှာမဟုတ်ဘူးအဲ့ဒါချရကိုတဘာဝ သူ့တဘာဝဆိုတာကိုနားလေထားရင်လူတွေကိုအပြစ်တွေတိတ်မမြင်တော့ဘူးအပြစ်တွေတိတ်မမြင်တော့ဘူးအမုန်းတွေတိတ်မဖွဲ့တော့ဘူးတဘာဝကိုတဘာဝလိုပဲလက်ခံလိုက်တာအကြရလေဟိုလူကိုလူလိုပဲမြင်တော့တယ်နောက်ထပ်ချရေးထားမယ်စာကြောင်းလေးရလူတိုင်းဟာကိုယ်လိုပဲလူပဲမို့လို့တဲ့ကိုယ့်ကိုဆက်ဆံစေခြင်းတဲ့အတိုင်းလူတွေကိုဆက်ဆံပါအဲ့ဒါကဒီ cost ဒီ pounding says relish responsibility for relationship ရဲ့ဟာ highlight ပဲเนาะကိုကိုဆက်ဆံလူတိုင်းဟာကိုလိုပဲလူပဲမို့လို့ကိုကိုဆက်ဆံခံခြင်းတဲ့အတိုင်းလူတွေကိုဆက်ဆံကိုအပေါ်မှာဆက်ဆံစီခြင်းတဲ့အတိုင်းလူတွေကိုဆက်ဆံမှာ